ဆင်းရဲတွေကြုံတဲ့အခါမှာလူတွေမှာအပူများစွာ ဖြစ်နေကြတယ်။ဒီအပူဆိုတဲ့နေရာမှာပင်ကိုအပြင်စားရဝရနေရတဲ့ပူနေကြရတာ။အဲဒီလိုပူတဲ့နေရာမှာမှ နောက်ထပ်တပူပေါ်နှစ်ပူဆင်းတဘာဝပေးတံကပေးများရန်သူမျိုးငါးပါးပေးများအဲ့ဒီဘေးတွေက မဆုံးခြင်းလဲဆုံးရ မကြုံကြလဲကြုံကြရတယ်ဒီလိုမျိုးဒုက္ခမျိုးစုံနဲ့တွေ့တဲ့အချိန်မှာ လူတွေရဲ့စိတ်ခွန်အားတွေယော့သွားတတ်တယ်ပုံမှန်ရန်သူမျိုး၅ပါးနဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောင့်မလုံခြုံဘူးလို့ခံစားရမယ်ဆိုရင်အဲ့ဒီမလုံခြုံမှုကိုကိုယ်တယောက်တည်းခံစားရတာမဟုတ်ဘူးလို့ပထမဆင်ခြင်ရမယ်ဒီလိုမလုံခြုံမှုတွေကိုလူတိုင်းရင်ဆိုင်နေကြရတယ်ဘာကြောင့်လဲဆိုတော့ လောဘဒါတွေဒေါသဒါတွေမောဟဒါတွေလောကကြီးတစ်ခုလုံးက အတ္တတွေဖုံးလွှမ်းပြီးတော့ကိုယ်အကျိုးကိုယ်တော်ကိုကြည့်တဲ့သူတွေများလာတဲ့အခါမှာကောင်းကောင်းနေကြတဲ့သူတွေအေးအေးနေကြတဲ့သူတွေနေလို့မရကြဘူးသူတော်ကောင်းတွေဘေးနဲ့လေအေးအေးချမ်းချမ်းနေကြတဲ့သူတွေအပူတွေဟကြတယ်သူတို့ရဲ့အေးချမ်းမှုကိုဖျက်ဆီးမဲ့အရာတွေအလိုလိုပေါ်လာကြတယ်အဲ့ဒါအမောင်တို့ဖုံးလွှမ်းတာ အတ္တဖုံးလွှမ်းတာလောကကြီးကိုအတ္တဖုံးလွှမ်းသွားပြီဆိုရင်သူတော်ကောင်းတွေလည်းဖေးသင့်လာတော့တာပဲအဲ့ဒီမှာမှအခုလက်တလောဖြစ်တဲ့ကာလတွေမှာကလေးလေးတွေចောင်းသားလေးတွေတည်ဆုံးကြရတာကိုသားသမီးများဆိုရင်ဘယ်လိုနေမလဲလို့ခံစားခြင်းဘယ်လိုမှမခံစားနိုင်ဘူးယံတန်ဃာတော်များစာသင်တန်ဃာငယ်များဆုံးရှုံးကြရတယ် အင်မတန်မှကြီးမားသောဆုံးရှုံးမှုကြီးအတော်တုံလောက်ချောက်ချောက်ပွဲကောင်းသလိုစိတ်လဲချမ်းမြေပွဲတစ်ခုမှမရှိဘူးဒီအရာမှမှနောက်ထပ်တော်မီလောင်တော်တောကြောင်လက်ကမောင်းခတ်ဆိုတဲ့အတိုင်းတခုတဝက်တွေကပေါ်တယ်လူတဲ့သူတွေပေါ်လာတယ်ဓမြတိုက်တဲ့သူတွေပေါ်လာတော့ကျုံနေရတဲ့ကဆိုးကြောင်ဒုက္ခတွေများနေတဲ့ခြားထဲမှာနောက်ထပ်ဇိုရင်ရတာတွေမလုံးကြုံတာတွေ ဘေးတွေအများကြီးထပ်ပြီးတော့ပါလာပြန်ရောအဲ့ဒီမှာဘာကြောင့်ဒီလိုဖြစ်နေတာလဲလို့မေးမယ်ဆိုရင်လောလောဆယ်အနေထားအချင်းဆိုရင်တော့အတ္တသားတွေများလာလို့လောကကြီးကို အတ္တဖုံးလွှမ်းနေပြီအမောင်တို့အဝိဇ္ဇာကြီးဖုံးလွှမ်းနေပြီဒီတော့အကောင်ပြောပြလဲအကောင်လို့မထင်ဆုံးမစကားကိုလည်းဆုံးမစကားလို့မထင်အကံစိတ်တွေနဲ့စံကြံပတ်စိတ်တွေနဲ့ပဲ စိတ်ကြမ်းတွေနဲ့နေကြတဲ့အခါမှာမေတ္တာတွေလည်းပျောက်သွားတယ်။ကိုချင်းစာတရားသနာမှုကရုဏာလည်းပျောက်သွားတယ်။သူတော်ရဲ့အောင်မြင်မှုကိုဝမ်းသာပေးနိုင်သောမုဒိတာလည်းပျောက်သွားတယ်။သူတော်ရဲ့တိုက်ခိုက်မှုကိုကြံ့ကြံ့ခံခံနိုင်တဲ့ဥပိ္ပခာလည်းပျောက်သွားတယ်။အတ္တရာလေးပါးပျောက်သွားရင်လောကပြတ်တယ်လို့မြတ်စွာဘုရားဟောထားတယ်။သူတော်ကောင်းလည်းမလွတ်နိုင်ဘူး။အဲ့တော့လူတည်ဖြစ်စေမလူတည်ဖြစ်စေကိုတရားကိုယ်တော်ကျင့်နေမှ ကိုတာကတော့လုံးမဲမြတ်စွာဘုရားရဲ့တရားတော်များကဒီဘေးတွေဟာတင့်တက်တယ်အဲ့ဒီဘေးတွေတင့်တဲ့အခါမှာမတုံမလုံသောစိတ်ဖြင့်ရင်ဆိုင်နိုင်အောင်တရားနှလုံးသွင်းပြီးနေလို့မှာတာဘေးတွေနဲ့တွေ့နိုင်တဲ့အရာတွေကို တရားကျင့်လို့လွတ်မယ်လို့ဟောတာမဟုတ်ဘူးကြုံခဲ့ပြီးရှိသောကျင့်ကြံခံနိုင်သော မတုံမလုံစိတ်ထားနဲ့ရင်ဆိုင်နိုင်အောင်တရားကျင့်လို့မြတ်စွာဘုရားကဟောတာအဲ့တော့ အာကိုတွေမှာတတ်တယ်။ကိုတရားကိုအာကိုပြီးတော့ကိုလောကရန်ကိုတတ္တိရှိရှိရင်ဆိုင်ဖို့ကသာအဓိကအဲ့ဒီနေရာမှာမှခုနလိုတောကြောင်တွေထလာတဲ့အခါသူတို့ကမထပါနဲ့လို့လည်းပြောလို့ကမရဘူး။လောကကြီးကအမောင်တို့ဖုံးလွှမ်းနေတယ်လို့ဒီအမောင်တို့မဖုံးလွှမ်းခြင်းရင်တူရတူရလူတွေကောင်းရာကောင်းရာလူတွေမေတ္တာကရုဏာမုဒိတာဥပေက္ခဗေမဇ္ဇတရား၄ပါးကို ပြန်ပွားများကြရမယ်။များများကုသိုလ်လုပ်ရမယ်။ပြမစိုးတရားတွေပြန်ထွန်းကားလာတော့မှ ကပေးတွေပြန်ငြိမ်းပါတဲ့။အဲ့ဒီပြမစိုးတရားတွေပျောက်သွားရင်ကပေးတွေကဆက်ပြီးတော့လာနေအောင်မယ်။မမြင်ရတော့ဘေးရန်အန္တရာယ်တွေလည်းပေါ်ပေါက်လာတတ်တယ်။ဒါကြောင့်ဘယ်လိုအရာမျိုးနဲ့ပဲကြုံကြုံမတုံမလုံရင်ဆိုင်နိုင်ဖို့ကိုသာကြိုတင်ပြင်ဆင်ကြရတယ်။ ပစ္စည်းလလာပါအစရှိတဲ့အရာတွေကိုလည်းခုံမင်းတွေ့တာမနေနဲ့ဘာမှမမြဲဘူးကိုယ့်ရဲ့ဖြစ်တည်မှုဆိုတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းဘာမှကိုယ့်ကိုယ်ကိုအထင်ကြီးမနေနဲ့ဘာမှမဟုတ်ဘူးဒေရင်အကောင်းပုတ်ပဲမြေကြီးပေါ်မှာဆွန့်ပစ်လိုက်ကြတာကြီးပဲကိုရှာဝေထားတဲ့စီစဉ်ဥစ္စာတွေကလည်းဒေရင်အားတစ်ခုမှ မပါကြဘူးဒီတော့မသေးခင်မှာမမတက်ဖဲနဲ့တရားနှလုံးသွင်းရင်ပြန်သာတင်းငိမ့်တဲ့နှလုံးသားရအောင်သာအားထုတ်ကြရမယ် အဲ့ဒီလိုတောကြောင်တွေဘေးကကင်းကျင်ရလဲပဲဒူရထူရဆုကြရွေသူတော်ကောင်းများအားကောင်းလာအောင်စီလုံးကြဖို့သာလိုအပ်ပါတယ်။ကောင်းတဲ့အလုပ်တွေလုပ်တဲ့သူတွေစုစည်းပြီးတော့မကောင်းသောအရာတွေကိုတွန်းလှန်နိုင်ဖို့ကာကွယ်နိုင်ဖို့ကြိုးစားကြရတာပါပဲ။မေတ္တာကရုဏာမုဒိတာဥပိ္ပခာတရားတွေပြန်ထွန်းကားလာရင်ကပေးတွေကလွတ်မယ်တဲ့။ဒါကြောင့်အလုံးသောဝိနည်းအပေါင်းတို့ဗြဟ္မစိုးတရား၄ပါးရဲ့ ဆောင်ရှောက်မှုကိုရပါစေမသူတော်ဒီပေးကလည်းကင်းဝေးကြပါစေ တရားကျင့်ကြံကြကုန်၍တရားရဲ့ဆောင်ရှောက်မှုကို ရကြ၍အေးချမ်းကြပါစေ